ထိုင်းကမ္ဘောဒီးယားနယ်စပ်ပြဿနာတွေဆက်လက်တင်းမာနေရကြောင်းဝင်ကြီးချုပ်အနုတင်ဟာကုလသမဂ္ဂအထွေထွေညီလာခံကိုတွားရောက်တက်ရောက်ဖို့စိတ်အားထက်သန်နေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးခြင်းပါတယ်ဒီကိစ္စဟာလက်ရှိထိုင်းနိုင်ငံမှာအရေးကြီးတဲ့အချက်တစ်ခုဖြစ်လာနေပါတယ်။လက်ရှိထိုင်းကမ္ဘောဒီးယားနယ်စပ်မှာဟွန်ဆန်ကလူအုပ်စုတွေကို အုံပြုပြီးထိုင်းပိုင်နက်ကကြေးရွာတွေမငြိမ်သက်မှုကိုဖန်တီးနေကြကြောင်းအခြေအနေကတော်တော်စုပ်ပူနေပါတယ်။ ကမ္ဘောဒီးယားဘက်ကထိုင်းနိုင်ငံကိုနေမီကျူးကျော်သူအဖြစ်နိုင်ငံတကာမှာဆွတ်ဆွဲဖို့ကြိုးစားနေရကြောင်းဝင်ကြီးချုပ်အနုတိန်ဟာ UN စင်မြင့်ကိုအခွင့်ကောင်းယူပြီးကမ္ဘာအတိုင်းဝိုင်းကိုအမှန်တရားတွေကိုရှင်းပြဖို့ဆန္ဒရှိနေပါတယ်။အရင်ကကမ္ဘောဒီးယားဟာ UN လုံခြုံရေးကောင်စီကိုတောင်ထိုင်းကိုဆွတ်ဆွဲဖို့စတင်ခဲ့မှုပါတယ်။အခုတော့အနုတိန်ကိုယ်တိုင်တွားရောက်ရင်ကမ္ဘာခေါင်းဆောင်တွေနဲ့တွေ့ဆုံပြီးထိုင်းနိုင်ငံရဲ့ဂုဏ်သိက္ခာကိုကာကွယ်ရင်းအပြစ်မှန်ကိုချပြနိုင်လိမ့်မယ်လို့ယူဆပါတယ်။ တမန်ရိုးကြဖွဲ့စည်းပုံအခြေခံဥပဒေအရအစိုးရဟာလွတ်တော်ကိုမူဝါဒကြေညာပြီးမှသာအပြည့်အဝတရားဝင် အာဏာရှိတဲ့အစိုးရအဖြစ်အလုပ်လုပ်နိုင်ပါတယ်ဒါပေမဲ့နှောင်းဆက်ခုဖွဲ့စည်းပုံအခြေခံဥပဒေအရဝင်ကြီးချုပ်ကိုဥပဒေကတရားဝင်ခန့်အပ်လိုက်တဲ့နေ့ကစပြီးတာဝန်ထမ်းဆောင်နိုင်တယ်ဆိုတဲ့အချက်ကိုအနုတင်ကထောက်ပြနေပါတယ် ဒါကြောင့်အနူဒင်းကသူ့ရဲ့အစိုးရအဖွဲ့အခြေအနေဘယ်လိုရှိလဲတရားဝင် ကိုယ်စားလှယ်ဖြင့် UN ကိုတွန်းနိုင်သလားဆိုတာကိုဥပဒေရေးရာကျွမ်းကျင်သူတွေနဲ့နိုင်ငံခြားရေးဝန်ကြီးဌာနကိုအလင်းမြင်တိုင်ပင်ဆွေးနွေးနေရပါတယ်။တွားပြင်ကမ္ဘာခေါင်းဆောင်တွေနဲ့နိုင်ငံဆွေးနွေးမှုမှာပါတရားဝင်လှုံ့ဆော်နိုင်မှာဖြစ်ပါတယ်။ UN ထွေထွေညီလာခံဟာကမ္ဘာအင်အားကြီးခေါင်းဆောင်တွေစုဝေးတဲ့အဓိကဆင်မင်းဖြစ်တာကြောင့်ထိုင်းဝန်ကြီးချုပ်အတစ်အတွက်တော့ပွဲထုတ်ဖို့အကောင်းဆုံးအခွင့်အရေးဖြစ်ပါတယ်။ဒီတစ်ချိန်မှာဝန်ကြီးချုပ်အနုတင်ဟာ UN ကိုတက်ရောက်ခွင့်ရရင်ထိုင်းရဲ့ဂုဏ်သိက္ခာကိုကာကွယ်နိုင်မလား။ဒါမှမဟုတ်တခြားမမျှော်လင့်တဲ့အမှတ်တရတွေဖြစ်လာမလားဆိုတာကိုစောင့်ကြည့်ရမှာပါပဲ။